And now the ASEAN way, right hand over the left. Allow me to count once again. မြန်မာပြည်ရဲ့ပြည်ပခါဆုံးသက်ရေးအားလုံးပါဝင်တဲ့ဆွေးနွေးပွဲတရဖြစ်လာဖို့အတွက်မလေးရှားဥဆောင်တဲ့အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့အနေနဲ့ဖိဖိစီစီတိုက်တွန်းလှုံ့ဆော်လာတာတွေ့ရတယ်လို့အထူးကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံခွင့်ရခဲ့တဲ့တိုင်းဒေသနဲ့ကိုင်ဖွဲ့တွေနိုင်ငံရေးအင်အားစုတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာရပ်ဖတ်ဖွဲ့တွေကအရာတွေကိုပြောပြကြပါဗျာ။ ဒါပေမဲ့လည်းအာဆီယံရဲ့မြန်မာပြည်ရင်းပြည်ပခါကိုကင်တွယ်ဖို့လှုံ့ဆော်နေတဲ့ချင်းကပ်မှုတွေဟာမြန်မာစစ်ကောင်စီကိုသာဦးတည်စဉ်းစားနေတာကြောင့်ရေရှည်တည်တဲ့နိုင်ငံရဲ့အဖြစ်မရနိုင်ဘူးလို့ထောက်ပြနေကြပါတယ်ဒီမြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းမယ်ဆိုရင်မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုကိုအရင်ဆုံးရပ်တန့်ရမယ်လို့သူတို့ကိုယ်တိုင်ပြောထားတဲ့ဘုံသဘောတူညီချက်၅ချက်ရဲ့နံပါတ်၁ကိုတော့မှသူတို့ကဖြေရှင်းဖို့မလုပ်တော့ဘဲနဲ့ကြော်ပြီးတော့မှမြန်မြန်ပြီးပြီးရောပေါ့ဆိုပြီးတော့မှစဉ်းစားတဲ့ အခြေအနေသူတို့အခုအားလုံးပါဝင်တဲ့စေစက်ညီနိုင်ရေးဆိုတာကဘာနဲ့တွားတူနေလဲဆိုတော့ရှင်းရှင်းပြောရလို့ရှိရင်ဒီအာဒီအတကယ်ကိုဟိုအနာအရန်ရင်းပြီးတော့မှ အရန်နဲ့ရှိုင်းနေတဲ့ကန်ဆာအဆင့်၄လောက်ရှိနေတဲ့เนาะလူနာเนาะမြန်မာနိုင်ငံရဲ့ပြဿနာเนาะကန်ဆာကန်ဆာအဆင့်၄လောက်ရှိတဲ့လူနာရဲ့ပြဿနာကိုအဲ့ဒီအဲ့ဒီလူနာကသူ့အဆင့်ကိုသူသိတယ် ရှင်းရှင်းပြောရရင်သူ့အဆင့်ကိုသူသိပြီးသူ့ဘာသူဖြည့်ရှင်းမှုလုပ်နေတယ်အခုဒါဒေါ်လာကြီးကလုပ်နေတာအဲ့ဒါကိုပြတနာကိုကိုသိလို့ကိုဖြည့်ရှင်းနေတာဒါပေမဲ့အဲ့လောက်ကိုဖြည့်ရှင်းပေးချင်ပါတယ်ဆိုတော့အာဆရာဝန်လုတ်ချင်တဲ့အာဆီယံကကြတော့ပြဿနာကြီးကိုမြင်နေရတာနဲ့ရှောင်ပြီးတော့မှတည်ရမလားဒီအနာပေါ်မှာဟိုဗာလဲအမ် ဆနွင်းသိပ်ပြီးတော့မှပါရာစီတမောတိုက်ပြီးတော့မှဒီလူနာခဏလေးအနာလေးအနာလေးနည်းနည်းတက်တာပြီးတော့မှငြိမ်သွားရင်လည်းတော်ပါပြီမြန်မြန်ဖြည့်ရှင်းလိုက်တော့မယ်ဆိုတဲ့ဟာမျိုးနဲ့အတင်းကြီးတွန်းနေတဲ့ပြဿနာအဓိကအဲ့ဒါလို့ကျွန်မမြင်တယ်အာနာသိမ့်လိုက်တဲ့2021ခုနှစ်ကနေ2024ခုနှစ်အထိအာဆီယံအလှည့်ကျဥက္ကဋ္ဌတွေအဖြစ်တာဝန်ယူခဲ့ကြတဲ့ဘရူနိုင်းကမ်ဘောဒီးယားအင်ဒိုနီးရှားလာအိုတို့လက်ထက်မှာအတိုက်ခံအင်အားစုတွေနဲ့တွေ့ဆုံမှုတွေဟာမရှိသလောက်ရှားခဲ့ပေမဲ့ လက်ရှိ2025ခုနှစ်မှာအာဆီယံအလဲကျဥက္ကဋ္ဌဖြစ်လာတဲ့မလေးရှားလက်ထက်မှာတော့မြမရေးနဲ့ပတ်သက်လို့စစ်ကောင်စီကိုရောအတိုက်ခံအင်အားစုတွေကိုပါခေါ်ယူတွေ့ဆုံမှုတွေရှိလာခဲ့တာပါအာဆီယံ2ကိုယ်စားလှယ်အဖွဲ့အနေနဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေနိုင်ငံရေးအင်အားစုတွေပါတီတွေအရက်ဖက်လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေနဲ့ဂျားကန်အင်အားစုလို့သတ်မှတ်ထားတဲ့နိုင်ငံရေးလှလှသုံးသက်သူအချို့နဲ့လည်းတွေ့ဆုံမှုတွေရှိခဲ့တယ်လို့သတင်းမြစ်တွေကပြောပြပါဗျာ ဒီတွေ့ဆုံမှုတွေကိုအလို့သဘောလှူဆောင်ခဲ့တာဖြစ်ပြီးအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ဖိတ်ကြားမှုနဲ့တက်ရောက်လာသူတွေရဲ့မြမခင်ချင်းပေါ်အမြင်နဲ့သဘောထားတွေကိုမေးမြန်းနားထောင်တာအထူးကိုယ်စားလှယ်အဖွဲ့ရဲ့သဘောထားတွေကိုပြောပြဆွေးနွေးခဲ့တယ်လို့လည်းတက်ရောက်ခဲ့တဲ့သူတွေကအရာတွေကိုပြန်ပြောပြပါတယ်ပြည်ကတော့နိုင်ငံရေးဆွေးနွေးပွဲတို့ပြီးတော့ကျွန်တော်တို့ဘက်ကအာစစ်တပ်ဘက်ကလည်းအမခန့်ချက် pre condition ကြီးပွားကံမျိုးတွေလုတ်လာနေဆိုတဲ့သဘောထားတွေ ရှိတဲ့ပုံအာသူတို့အာရှန်ဖက်ကတော့အဲအဲ့ဒီကိစ္စဒီကြောင့်ကျွန်တော်တို့ကဆွေးနွေးမှာချီကောင်စီလည်းဆွေးနွေးမှာအဲ့ဒီကိစ္စလည်းဖြစ်အောင်အဲ့လိုထိတိုက်ဆွေးနွေးတာမျိုးဖြစ်သင့်ပါတယ်လို့အကြံပြုတာဒီတော့ရှိတာပေါ့နော်ဒါကတော့အလွတ်တဘောပေါ့ချေချေဝင်ဝင်တကယ်အသိစိတ်သွားတာမျိုးမဟုတ်ပဲနဲ့ချေချေဝင်ဝင်တရားဝင်တစ်ဖြစ်လောက်တာမျိုးမဟုတ်ဘူးအလွတ်တဘောစီးဆိုင်ပြီးတော့ကျုပ်ပြီးတော့ဆွေးနွေးတဲ့အဆင့်ပါပဲ အာဆီယံဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလက်မခံဘူးလို့ထုတ်ဖော်ပြောဆိုထားပြီးအလုံးပါဝင်တဲ့နိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုကနေအပြေရှားကြဖို့စစ်ကောင်စီကိုရောတိုက်ခိုက်အင်အားစုတွေကိုပါတိုက်တွန်းနေတာဖြစ်ပါတယ်။အလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲကနေရွေးကောက်ပွဲကျင်းပဖို့တိုက်တွန်းနေတဲ့အာဆီယံရဲ့သဘောထားကို2008ဖွဲ့စည်းပုံခြေခံဥပဒေအောက်ကနေရွေးကောက်ပွဲကျင်းပဖို့လှုံ့ဆော်နေတဲ့မြန်မာစစ်တပ်ကတော့လုံးဝလက်ခံမှာမဟုတ်ဘူးလို့လည်းထောက်ပြနေကြပါတယ်။ လက်ရှိမှာတော့စစ်တပ်ဟာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပြီးဒီကနေနိုင်ငံရေးထွက်ပေါက်ရှာဖို့ကြိုးပမ်းနေတာပါစစ်တပ်ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီမှဖီတိုအာနာကင်ထားတဲ့နိုင်ငံကြီးနှစ်ခုဖြစ်တဲ့တရုတ်နဲ့ရုရှားကကြားကန်ပေးထားပြီးနိုင်ငံရေးစစ်ရေးတန်တမာရေးထောက်ပံ့တွေ ပေးနေတာလို့လည်းလိလာတုံးသက်သူတွေကပြောပါတယ်ကျွန်တော်ထင်တာကတော့သူတို့မှလည်းသူတို့ဖီအားနဲ့သူတို့ရှိနိုင်တယ်နိုင်ငံတကာဖီအားပေးမှုတွေပေါ့ ကုလကအာဆီယံကိုဖြည့်ရှင်းပေးဖို့ဆိုပြီးတာဝန်ပေးထားတာလည်းရှိတာပေါ့လေဒီကုလထဲမှာလည်းလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံကြီးဖြစ်တဲ့တရုတ်ကစစ်တပ်ကိုရေကောက်ပွဲလှုပ်စေခြင်းနဲ့ရေကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက် legitimacy ပေးခြင်းနဲ့ပြီးတော့မှကျန်တာဆက်လုပ်ဆိုတဲ့ပုံစံမျိုးပေါ့လေတစ်ဖက်မှာလည်းဒီစစ်တပ်ဘက်ကလာတွေ့မယ်စကားပြောမယ်ဆိုရင်လည်းပြောလို့ရတယ်ဒါပေမဲ့သူတို့ပေးထားတဲ့ condition 2008ရဲ့အောက်ကိုပြောင်းဝင်ရမယ်သူတို့လုပ်ပေးတဲ့ရေကောက်ပွဲကိုလက်ခံရမယ်လို့စသဖြင့်ပေါ့လေ ရေဘူးရဆန်းဆန်းလေးပဲအာဆီယံဘက်က ပြောပါတယ်စစ်တပ်ကတော့လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲလုပ်မယ်လို့ကြွေးကြော်ထားပြီးဒီအတွက်ပြင်ဆင်မှုတွေကိုလှုပ်ဆောင်နေပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီအတွက်လှုပ်လှုပ်ပေးနေတဲ့ငြိမ်းချမ်းရေးဖွဲ့တွေပြည်ရင်းကနိုင်ငံရေးပါတီအချို့နဲ့နိုင်ငံရေးအင်အားစုတွေရဲ့လှုပ်ရှားမှုတွေကိုလည်းခက်ဆိတ်ဆိတ်မြင်လာရပါတယ်ဒါအပြင်ထိုင်းနိုင်ငံဘန်ကောက်နဲ့ချင်းမိုင်မှာစစ်ကောင်စီပြည်ရင်းကနိုင်ငံရေးအင်အားစုတွေအတိုက်ခံအင်အားစုတွေနဲ့ဂျာကင်အင်အားစုတွေလို့သတ်မှတ်ထားတဲ့ နိုင်ငံရေးသုတေသီတွေရဲ့အလွတ်တဘောတွေးဆောင်ဆွေးနွေးမှုတွေဒီဆွန်လာတယ်မှာခက်ဆိတ်ဆိတ်ရှိနေတယ်လို့လည်းဒီဆွေးနွေးပွဲတွေကိုတက်ရောက်ခဲ့သူတွေကပြန်ပြောပြပါဗျ။အလွတ်တဘောခေါ်ယူတွေ့တဲ့သဘောပါအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ကျွန်တော်တို့နိုင်ငံရေးအင်အားစုတွေရဲ့သူတို့ဘက်ကအချက်နှစ်ချက်ကိုတွန်းတာပါ။တစ်ချက်ကနိုင်ငံလူနိုင်ငံသားတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးပေါ့။ လူလုတဲ့ဘေးရောတဘာဝဘေးရောပြည်သူလူထုခံစားနေရတော့ဒီအတွက်ကုလသမဂ္ဂအပအဝင်အာဆီယံနိုင်ငံတွေကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးခြင်းနဲ့အခမ်းကဏ္ဍပေါ့လေနောက်တစ်ချက်ကတော့အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတရဖြစ်လာဖို့ပြောတယ်တကယ်လို့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲမလုပ်ဘူးဆိုရင် ပုံမိုးဆိုးရွားတဲ့ပြည်တွင်းစစ်ကြီးနဲ့သွေးချောင်းစီးမှုတွေအစိုးကျတန်ရာကိုထက်ခါထက်ခါလဲနေမယ်ဆိုတာမျိုးပြောတယ်မလေးရှားဥဆောင်နေတဲ့အာဆီယံထူးကိုယ်စားလှယ်အဖွဲ့တိုက်တွန်းနေတဲ့ အလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာဖို့အတွက် အခြေခံဖြစ်တဲ့အာဆီယံဘုံသဘောတူညီချက်၅ရဲ့အပါအဝင် အမျိုးသားညီညွတ်ရေးဆိုရ NUG နဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေအရက်ဖက်အင်အားစုတွေသဘောတူစူးစီးထုတ်ပြန်ထားတဲ့အချက်တွေကိုစစ်ကောင်စီဘက်ကလိုက်နာနိုင်ခြင်းမရှိသလိုလိုက်နာဖို့လည်းစီစဉ်မရှိတာကြောင့်အာဆီယံရဲ့ကြိုးပမ်းနေမှုတွေဟာရေရှည်တည်တံ့ပြီးမြန်မာပြည်သူတွေဆန္ဒရှိနေကြတဲ့နိုင်ငံရေးထွက်ပေါက်မဟုတ်နိုင်ဘူးလို့နိုင်ငံရေးကဲခတ်တွေကတုံ့တက်နေကြပါဗျာ။